အဲ့ဒီခရာကြရဲ့ထင်တဲ့ထင်တဲ့စိတ်တွေပေါ်လာရင်သွားမှာပဲเนาะအဲ့လိုချင်တာတိလာမိသားစုတစ်ခုမှာအားလုံးကမိသားစုတစ်ခုတည်းမဟုတ်ဘူးဘဝမှာဒီလောကမှာကဘာပေါ်မှာအားလုံးကသူ့တံမိုးသူ့အခရာကြနေတဲ့အချက်တွေရှိရယ်เนาะယောက်ျားရဲ့အများကြီးဆိုတော့တေဘုရားပြောအေးဘုရားပြောပါမင်းကိုလင်းလား အာကိုလေးကအဲ့နောက်ကြတယ်ဂိမ်းဆော်တယ်ဘောလုံးတအားဝါနာပါအဖေကကြတယ်ချက်တယ်အင်ကိုလေးကဟာတာချင်းနာပြီးစာနာတတ်တယ်အဲ့အဲ့ဒါလေးကတော့အဲ့ဒီကတော့မောင်ထွက်စာတို့ပေါင်းဖတ်တဲ့နေရာမှာဟိုအခရာကြတာပေါ့နော်ခရာကြတဲ့ချက်တွေကတော့အများကြီးပဲဒါပေမဲ့အကိုအဲ့ဒီစိတ်ကလေးကိုတော့သဘောကျတယ်ပေါ့နော်သူသူကစာနာတတ်တယ်ချင်းနာတတ်တယ်အတွေးပေးတတ်တယ် အဲ့ဒါလေးကိုတော့မောက်ထွက်တာ thank you ပါပါရမီဖိဖက်ကောင်ဆိုတာကသူကလောက်ရသေးတယ်လေတကယ်ကို positive ဒီအများမှာသူကပါရမီဖိဖက်ကောင်ဖြစ်တာဟုတ်သူကကြတော့အဲ့လိုမျိုးပေါင်းလက္ခဏာကြီးများနေရဲ့ပါရမီဖိဖက်ကောင်မဟုတ်ဘူး အဲ့ဒါကြီးကြော်သွားရအဲ့ဒီဆင်းကြော်သွားရဟာသူအပေါင်းတို့ဒီမရှိတော့ဘူးသူသူဒီပွဲပြီးဟော့ပေါ်လိုက်တယ်ဟော့ပေါ်ညီဝလာပြောလို့စူးတာစူးလားဆိုတာဘယ်လိုပြောရမလဲအဲ့လိုဘယ်လိုဘာဘာဒီစူးတဲ့ချက်တွေကောင်းတဲ့ချက်တွေကလူတိုင်းရှိရပါတော့เนาะဒါပေမဲ့သူရှိမှာစူးတဲ့ချက်တွေကကိုက ပါပါဒီပါသဘောကျတဲ့ချက်တွေဖြစ်နေတာမျိုးရှိရလေအဲ့ဒါကြီးအများနေတာပေါ့သူဆိုတဲ့ချက်တွေကကိုကအခုနေတဲ့သဘောအရင်ကျတဲ့ချက်တွေဖြစ်ရတယ်။အများဆိုပါကြည့်တယ်အရင်တက်ကြွလက်ရှိတယ်အခုပြင်စင်တာသုံးလခုရှိတယ်ပါပါကကွန်ဖမ်းလို့ရတယ်လုတ်ပြန်တဲ့ကြောင်းမင်းကတော့တေးကြတယ်မင်းကတော့တေးကြတယ်မင်းမျိုးကတော့တေးကြသေးဘူးမင်းမျိုးပကံမင်းမျိုးပကံအဲ့နှစ်ခုတည်းကတစ်ခုကတော့ရအောင်သွားမယ်နော်ယောက်ျား ။အော်စိတ်ရလို့မပေါ့မက်ထရစ်ဇာလေးအဲ့လိုအဲအဲ့လိုပညာလေးဆိုလို့ရှိရင်မြတ်နိုးတယ်ဘယ်ပညာမဆိုဘောနော်။အဲ့လိုဟင်းချက်တဲ့ပညာဆိုလည်းမြတ်နိုးတယ်။မုန်းဖုတ်တဲ့ပညာဆိုလည်းမြတ်နိုးတယ်။အဲ့တော့အခုကကလေးထင်းရင်းနဲ့ကိုဘွားလေးဒီလိုပဲအချိန်ကတဖြည်းဖြည်းနဲ့ဂုံသွားမှာပဲလေ။အဲ့ဒီမှာအဲအချိန်အခါအားလျော်လို့ရှိရင်မမတက်တဲ့နဲ့ပညာလေးတွေကိုမမတက်ထားလိုက်တဲ့သဘောပေါ့။ကိုတက်ထားလိုက်တော့လေသမီးလေးတွေကိုကိုကိုတိုင်းဟို အာဘေကင်းလုံးကြုံစွာနဲ့တွေးမွေးနိုင်တာပေါ့နော်အဲ့လိုမျိုးလေးခြောက်မှာတိတ်တနာတော့တိတ်ထွေထွေလူးလူးမရှိပါဘူးပျော်လဲပျော်တယ်အခုတော့လမ်းမှာပျော်တာနော်ပျော်လဲပျော်တယ်အစိုးရင်စိတ်ကလေးတွေရှိတာပေါ့နော်သူတို့လေးတွေဟိုသူတို့လေးတွေအဲ့ဒီအပေါ်မှာအဲတလွဲတွေးပြီးရောလေအဲ့လိုတခုခုဖြစ်မှာဟိုပါဟိုပါဒီ balance ရပါတော့အဲ့ဒါအပောင်းတို့လေးတွေရှိတာပေါ့အဲ့ဒါလေးတွေလမ်းမှာတော့မပြောဆိုလာကြသေးရဲ့ ငါးနှစ်မြန်မြန်ကြော်သေးခြင်းပဲလောလောဆယ်ရတော့လောလောဆယ်ရတော့ဒိန်းကြဆုံးတယ်မှာချီလို့ဒီရမ်းပြပဲလို့မဟုတ်ဟိုဟာဟိုဟာပေါ့ဘာဘာသူသူသူတို့ question မနဲ့ခေါင်းစဉ်တခုခုတက်တိုင်းမှာကျွန်တော်တို့အထူးသဖြင့်အမေပေါ့ကျွန်တော်တို့သူကအများအား ready ဖြစ်နေစေချင်တာလေအဲ့တော့ ready ဖြစ်အောင်အမြဲလုပ်ရတဲ့ဟာပေါ့အမြဲလုပ်ရချီလို့ဒီအဲ့ဒါပေါ့အာရမ်းပြပဲနဲ့ကျွန်တော်အဲ့ ဟိုဘယ် CCTV ထဲနေကြည့်ရတာဟုတ်လား तू อ่ะအလုပ်တွေပဲဖိလုပ်နေကလေးမွေးပြီးမှတိလားတေချာပေါ့အိမ်မှာအလုံးမလုပ်ချင်ကုန်နေမှာပေါ့ပြင်လုပ်တွေကိုဖိလုပ်သမီးလေးတွေကံကိုတက်ထားရတာပေါ့မမတို့ဆိုကြောင်ကြားရပါရိုက်သွားရယ်ဆိုလို့ရှိရင်လည်းအဝေးရနေလမ်းကြီးအဝေးရနေလမ်းကြီးလို့ရတယ်ပေါ့နော်အောက်ထပ်ဒီပိုင်းဆင်းရင်လည်းအောက်ထပ်ဒီပိုင်းရောမတက်ထားပါဘူးသမီးလေးနေတဲ့အခန်းကြီးရောမပြဿနာတက်ထားတာပေါ့နော်ဒါပေါ့ညီမအဓိကတော့သူ့ဂျမိုင်းနဲ့ပတ်သက်ပြီး safe ဖြစ်အောင်ပေါ့အဓိကဂျမိုင်းနဲ့ပတ်သက်ပြီးတော့လည်း safe ဖြစ်အောင်ပေါ့နော် တော်ရင်မမယ်အဲဒီမှာလှူဆန်းမှုကကျွန်တော်မကြခင်ဒီနှစ်လသုံးလတွေကျွန်တော်ငါးခွေမြခွေအဲတကူတော့ခွေထွက်မယ်အဲပြီးတော့ music video လေးတော်တော်များရိုက်ပြီးပြီးအဲပြီးရင်အဲပိသက်တွေအားလုံးကျွန်တော်တို့မြောက်ကိုချစ်ကြတဲ့ခင်ဗျားပိသက်တွေရောသမီးတွေကိုချစ်ကြခင်ဗျားမိသားစုတွေအားလုံးအားလုံးကိုသူတို့ရဲ့တည်ခြင်းမေတ္တာရောင်ပြန်အတိုင်းကျွန်တော်ကလည်းပြန်ပြီးတော့အများအားမေတ္တာပို့ ဒါပဲဒီစစ်တမ်းမှာဒီချမ်းသာပါဒီမဲလားစတောင်းပေးနေပါတယ်လို့ပြောချင်ပါတယ်အမ်မော်ဖစ်ဇာလည်းထက်တူပါပဲလူပညာလို့ရှာမလူပညာလို့ရှာမတော့မမ second album လေးနလားသုံးလားအတွင်းထွက်မဲအာတာပကံဘီကျွန်တော်ရဲ့ကလေးရှိတယ်အမ်ပြီးရင်ကလေးထိမ့်မယ်ဒါပါပဲเนาะစတောင်းကတော့ထက်တူပါပဲထက်တူရှိပါတယ်